မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းစစ်တောင်းမြေနောက်ဘက်ချမ်းတိုက်ပွဲမှာခမရ20ကတည်ရင်မှုမျိုးတန့်စင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ကတော့အပတ်စဉ်46စင်ဒုတိယဗိုလ်မှူးကြီးမျိုးတန့်စင်ဟာဖြူးမြွနယ်ကနေညောင်လေးပင်အခြေဆိုင်ခမရ20ကိုပြောင်းရွှေ့လာတာတလတောင်မပြည့်သေးဘူးလို့ပြောပါတယ်။28ရက်နေ့တိုက်ပွဲမှာသေးတာအခုထိလည်းတိုက်ပွဲတွေဖြစ်နေသေးတယ်။ဖြစ်စဉ်နေရာကိုတော့အသေးစိတ်မပြောလို့သေးဘူးလို့ ညောင်လေးပင်အခြေဆိုင်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ညောင်လေးပင်မြို့နယ်မှာတိုက်ပွဲတွေဇက်တိုက်ဖြစ်နေပြီးတော့စီရဲသတင်းအချို့ကိုတော့မထုတ်ပြန်သေးဘူးလို့လည်းဒေသခံတိုက်ရင်တချို့ကတာဝန်ရှိသူကအသိပေးထားပါတယ်။ဒဏ်ရာပြင်းထန်တဲ့ရဲဘော်နှစ်ဦးအသေးစားထိတာတွေလည်းရှိတယ်။အသေးပြောက်တော့မရှိဘူးလို့သူကပြောပါတယ်။အထိနာနေတဲ့စစ်တပ်က112 Jet Fighter အစရှိတဲ့လေယာဉ်တွေနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။ ညောင်လေးပင်မှာခမရ20ခမရ94နဲ့ခလိုက်ရ51တိုက်ရင်တွေကပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့အခုနဲ့ AP လာကဖမ်းဆီးခဲ့တဲ့ပြူစောတီခေါင်းဆောင်လှိုင်မင်းကထွက်ဆိုထားပါတယ်2023ခုနှစ်ကနေ2025ခုနှစ်ဖေဖော်ဝါရီလအထိညောင်လေးပင်မြို့နယ်ထဲမှာခမရ34ခလိုက်ရ350ခလိုက်ရ440နဲ့ခမရ8တိုက်ရင်တွေလဲဒေသခံတွေကိုတပ်ဖြတ်ရမှာပါဝင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်ကိုအကြမ်းဖက်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်တက်ရောက်မှာဖြစ်တဲ့အတွက်အဲ့ဒီပွဲကိုလာကြမယ်။ចောင်းသားចောင်းသူများ၊ဆရာဆရာမများနဲ့မန္တလေးမြို့ကံများရဲ့ကိုရီးအချင်းများ၊နောက်ចောင်းရာဇဝင်များကိုစစ်တပ်ကအထူးစီစစ်ပြီးတော့လုံခြုံရေးတွေအထူးတင်းကျပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ပိုင်းအော်တိုဘားလ၄ရက်နေ့မှာမန္တလေးမြို့မဟာအမြင့်မြို့နယ်83လမ်းပေါ်မှာရှိတဲ့မန္တလေးတက္ကသိုလ်မှာရာပြည့်အခမ်းအနားဖွင့်ပွဲနဲ့ဆက်ဆက်အခမ်းအနားကိုကျင်းပပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်ကိုမင်းအောင်လှိုင်နဲ့သူ့ရဲ့မိန်းမကျူကျူလာတို့ကလာရောက်ဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအခမ်းအနားကိုတက်ရောက်မဲ့သူအားလုံးရဲ့ကိုရေးရာဇဝင်အချင်းများကိုစစ်ဘက်ရေးအလုံးကြုံရေးအဖွဲ့ကစီစဉ်ပြီးတော့ စီရီယံဝန်ထမ်းများနဲ့အမျိုးတော်ဆက်သူများဇွေမျိုးနဲ့မှာနိုင်ငံရေးအမှုနဲ့ထောင်ချာထားသူများရှိပါကတက်ရောက်ခွင့်မပြုတော့ဘူးလို့သိရပါဗါး။ကိုရီးအချင်းတင်ပေးရမယ်တဲ့။အဲ့ဒီမှာအမျိုးတွေထဲမှာစီရီယံဝန်ထမ်းတွေရှိတာနိုင်ငံရေးအမှုနဲ့ထောင်ချတာတွေရှိရင်အဲ့ဒီအခမ်းအနားကိုပေးမတတ်ဘူးတဲ့။အခုတည်းကသိထားတာကတော့တက်ရဲ့ထိတ်ဆုံးက ပုတ်ကိုမင်းအောင်လိုက်လာတက်မယ်လို့ပြောတယ်။ဖွင့်ပွဲလုပ်မယ်လို့ပဲသိထားပါတယ်။တကယ်တက်မတက်ကတော့မနေ့ကစောင့်ကြည့်ရမှာပေါ့။ပြီးတော့ဖုန်းတွေကိုလည်းဆက်တယ်။ရာပြည်ပွဲတဲ့ကိုဖုန်းတော့ပေးတယ်ပါမလားမသိဘူးလို့မန္တလေးတက်ကတော့ကနီးပြဆရာတဦးကပြောပြထားပါတယ်။ဒါအပြင်မန္တလေးတက်ကတော့ပတ်ဝန်းကျင်မှာ drone ကြံပါများ drone guards များကိုလည်းချထားပြီးတော့စက်သွေးရေးဖြတ်တော့စက်များကိုလည်းတင်းဆောင်ထားတဲ့ကားများကိုလည်း မန္တလေးမြို့မှာလဲ့လယ်မှာဖြစ်တယ်လို့သိရပါတယ်။မင်းအွန်လိုင်းတက်ရောက်တဲ့အချိန်မှာ drone နဲ့လာရောက်ပြီးတော့ဘုံကျဲမှာကိုစစ်တပ်ကစိုးရိမ်နေတဲ့အတွက်ဆက်သွယ်ရေးတွေဖြတ်တောက်ဆက်များစွာကိုချထားခြင်းဖြစ်တယ်လို့သိရပါတယ်။မန္တလေးတက္ကသိုလ်ဟာ1925ခုနှစ်ဇူလိုင်လ4ရက်နေ့မှာမန္တလေးဥပဇာကောလိပ်ကိုစတင်ဖွင့်လှစ်ခဲ့တဲ့အတွက်နှစ်တရာပြည့်ခဲ့ပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမင်းလာမြို့နယ်တရက်မင်းလာလမ်းပိုင်းမှာကောက်ပါစားနှစ်စစ်ရင်တန်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကအော်တိုဘားလ2ရက်နေ့ညနေ4နာရီအချိန်မှာတရက်မင်းလာလမ်းပိုင်း ဒါအပြင်ရေနံမော်အနီးကပ္ပစနှစ်မလွန်ကစစ်အင်အားတရားဝင်းကျင်ပါတဲ့စစ်ကား၄စီးဖြတ်တန်းလာတဲ့အချိန်တော်လိုင်းတပ်များကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းပြစ်ခတ်မှုမှာစစ်တပ်က6ဦးသေဆုံးပြီးတော့73ဦးဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။အဲ့ဒီစစ်ရင်နံဟာအထက်မေးလာမြို့နယ်လင်းငယ်ရဲစခန်းအနီးတစ်ဝိုက်မှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထိုးပြီးတော့ပြန်လာတဲ့အချိန်တော်လိုင်းတပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ကပ္ပစနှစ်မလွန်ကနေအင်အားတရာဝင်းကျင်ပါတဲ့စစ်စိမ်းရင်စစ်ဖောက၄စီးက ထမေးလာမျိုးနဲ့လင်းလေရဲစခန်းအနီးတစ်ဝိုက်ခြေရွာတွေကို၃ရက်၈ရက်စစ်ကြောင်းထိုးပြီးအပြန်မှာကျွန်တော်တို့တွေတိုက်ခိုက်ခဲ့တာပါစစ်ရင်တန်းကတိုက်ခိုက်ခံရတဲ့နေရာမှာရက်တန့်ခြင်းမရှိဘဲနဲ့ဒါအပြင်ရေနံမော်ကိုရောက်မှရက်ပြီးတော့လက်နက်ကြီးနဲ့အချက်ပေါင်းများစွာကောင်တာပြန်ပစ်ပါတယ်အပြန်လန်းတစ်လျှောက်မဲမဲမြင်ရရန်တန့်ပစ်ခတ်ပြီးတော့အရှိန်မြင့်ပြီးတော့မောင်းပြေးသွားပါတယ်တေဆုံးတဲ့သူတွေကိုကပ္ပစနှစ်ထဲကိုတဲဆောင်သွားပြီးတော့ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုလည်းကပ္ပစနှစ်ထဲမှာပဲကြိတ်ပြီးတော့ကုသနေပါတယ်လို့ဗမာပြည်ကာကွယ်ရေးတပ် USBA ကပြန်ကြားရေးတာဝန်ခံကိုသာချိုးကပြောပြထားပါရယ်စစ်ခွေးရင်တန်းကိုပြစ်ခတ်တိုက်ခိုက်တဲ့အချိန်မှာအရဲသားကုန်တင်ကားတစီမောင်းဝင်လာတဲ့အတွက်တော်လိုင်းတပ်များကအရဲသားများကိုမထိစေဖို့အတွက်ရှောင်ပြီးတော့ပြစ်ခတ်ပေးခဲ့ရတယ်လို့သိရပါရယ်ဒါကြောင့်စစ်ခွေးတပ်ကအကြအဆုံးနဲသွားရတယ်လို့ပြောပါတယ်စစ်တပ်ကစစ်ရင်တန်းတိုက်ခိုက်ခဲ့တဲ့နေရာကိုမကြာမီစစ်ကြောင်းထုတ်လာမှဖြစ်တဲ့အတွက်နေအမြင်ရှင်းလင်းမယ်လို့ကြုံဝါသွားတယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့သတိပြုပြီးတော့နေထိုင်သင့်ကြောင်းဗမာပြည်ကာကွယ်ရေးတပ်ကသတိပေးထားပါတယ်။ မင်းလာမြို့နယ်မှာအကြမ်းဖက်ဆဲအုပ်စုကစစ်ကြောင်းထိုးလာနိုင်ပြီးလေကြောင်းတိုက်ခတ်မှုများကိုပြုလုပ်နာနိုင်တယ်လို့ပြောပါတယ်။ဒါကြောင့်အဲ့ဒီတဟပင်ရေနံမော်အနီးမှာရှိတဲ့ပြည်သူများအနေနဲ့သတိဝိရိယထားပြီးတော့စစ်ခွေးတိုက်ရဲ့အန္တရာယ်ကိုကြိုတင်ပြင်ဆင်ထားကြပါရန်တိုက်တွန်းထားတယ်လို့ပြောပါတယ်။ ခီးသွားပြည်သူတွေအနေနဲ့အကြမ်းဖက်ဆေးအုပ်စုရဲ့စီရင်တန်းနဲ့မီတာ300အတွင်းမှာအနီးကလိုက်ပါခြင်းမျိုးမပြုတ်လောက်ကြရန်ပြစ်ခတ်မှုအတန်းတွေချပါကဘေးကင်းရာအရက်မှာခိတရန်နာပေးထားကြရန်ဗမာပြည်ကာကွယ်တပ် USBA ကမြစ်တာရက်ခံထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကထုတ်လုပ်ထားတဲ့ electronic မဲပေးစက်များကမဲခိုးနိုင်ပြီးတော့မဲပေးမှုမမှန်ကန်နိုင်ဘူးဆိုတဲ့ပြောဆိုမှုများကိုလူမှုကွန်ရက်ပေါ်မှာရေးသားဖြန့်ဝေမှုတွေပြုလုပ်ခဲ့ရင်ချက်ချင်းဖမ်းဆီးအရေးယူဖို့အတွက်ညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ်။2025ခုနှစ်ရွေးကောက်ပွဲမှာ electronic မဲပေးစက်များကိုအသုံးပြုမှာဖြစ်ပြီးတော့တိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့မဲပေးစက်အနည်းဆုံး အလုံးရင်9000ကိုအသုံးပြုမှဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီမဲပေးဆက်များဟာစစ်တပ်ကအဓိကတာဝန်ယူထုတ်လုပ်နေခြင်းဖြစ်ပြီးတော့အဲ့ဒီစက်တွေဟာမဲမတမာမှုလောက်ရမဖြစ်နိုင်ဘူးလို့ပြောပါတယ်။ဒါကြောင့်မဲပေးဆက်များနဲ့မဲခိုးနိုင်တယ်ဆိုပြီးတော့၎င်း ။စာနာမဲများကိုမမှန်မကန်လှုပ်ဆောင်နိုင်တဲ့ဆိုပြီးတော့၎င်းပြောဆိုမှုများနဲ့လူမှုကွေအပေါ်မှာရေးသားမှုများကိုဖော်ထုတ်အရေးယူရန်အထက်ကညွှန်ကြားလာတယ်လို့သိရပါတယ်။မဲပေးဆက်တွေကအရန်ကိုတိကျပြီးတော့မဲရီတွတ်မှုနဲ့ရလက်ကိုချက်ချင်းထုတ်ပြန်နိုင်ပါတယ်။အဲဒါကြောင့်မဲပေးဆက်တွေကိုမဲခိုးနိုင်တယ်၊မဲလိနိုင်တယ်လို့ပြောဆိုတာတွေလူမှုကွေအပေါ်မှာရေးသားတာတွေကိုတွေ့ရင်ရွေးကောက်ပွဲဥတည်နဲ့အရေးယူဖို့ညွှန်ကြားထားပါတယ်လို့မြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပြထားပါတယ်။ဒါအပြင် ရွေးကောက်ပွဲကာလအတွင်းမှာမဲပေးဆက်နဲ့မဲပေးရမှာမဲပေးချက်ဖော်ပြတဲ့ဆက်ကပြတာတဲ့ဆန္ဒမဲဖြတ်ပိုင်းမှာမိမိမဲပေးရတဲ့လွတ်တော်ကိုယ်စားလှယ်လောင်းရဲ့အမည်နဲ့တင်ကြတာအမှတ်အသားမဟုတ်ဘဲနဲ့အခြားလွတ်တော်ကိုယ်စားလှယ်လောင်းရဲ့အမည်နဲ့တင်ကြတာအမှတ်အသားကိုမှားယွင်းပြီးတော့ဖော်ပြတယ်လို့မမှန်မကန်တိုင်ကြားရင်ထောင်ဒဏ်3နှစ်သို့မဟုတ်ဝေဒဏ်3သိန်းသို့မဟုတ်ဒဏ်ရဲစလုံးချမှတ်နိုင်တယ်လို့လွတ်တော်ရွေးကောက်ပွဲဥပဒေများမှာပြဋ္ဌာန်းထားပါတယ်။ ဲပေးစက်နဲ့ပတ်သက်ပြီးတော့မမှန်မကန်တာပြောတာတွေကိုလုံးဝသိမခံဘူးလို့ပြောတယ်။မဲပေးစက်ကိုအရန်တိကျမှန်ကန်တယ်လို့အစမ်းမဲပေးတဲ့လေ့ကျင့်ပွဲမှာကော်မရှင်လူကြီးတွေကပြောပါတယ်။မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်မဲပေးစက်နဲ့ပတ်သက်ပြီးတော့မမှန်မကန်တာတွေမပြောဖို့တင်နန်းမှာသတိပေးထားတယ်လို့မဲပေးစက်အစမ်းလေ့ကျင့်ပွဲကိုတင်နန်းတက်ရောက်ခဲ့ရတယ်။ထထန်းကျောင်းဆရာမတို့ကပြန်လည်ပြောပြထားပါတယ်။ အကြပါစစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်ကလည်း electronic မဲပေးဆက်များဟာတိကျမှန်ကန်ပြီးတော့မဲလိန်နဲ့မဲမတမာမှုများမဖြစ်နိုင်ဘူးလို့မကြာခဏဆိုသလိုမလုံမလဲပဲနဲ့ထုတ်ဖော်ပြောဆိုလေးရရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့သကိုင်းတိုင်းရွှေဘုံမြို့မှာစစ်တပ်ကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အောင်မြင့်ချမ်းမြင့်ဘုံကြီးကျောင်းဝင်းအတွင်ကြားရောက်ပောက်ကွဲပြီးကိုရင်ငယ်၃ပါးပြန်လည်တော်မူပြီးတော့9ပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ2ရက်နေ့မှာရွှေဘုံမြို့နယ်ဒကနန်းကျေးရွာမှာစစ်တပ်နဲ့တော်လိုင်းတပ်များကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အခုလိုတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်ရွှေဘုံမြို့ပေါ်ကညနာရုံမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်စခန်းနဲ့မြို့ပေါ်ထောက်ပို့တပ်ကလက်နက်ကြီးများဟောင်ဇာလက်နက်ကြီးများနဲ့ပစ်ကူပေးခဲ့တယ်လို့သိရပါဗျ။အခုလိုပစ်ကူပေးနေတဲ့အချိန်စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြီး၃လုံးဟာမြို့ပေါ်မှာတင်ပြန်လည်ကျရောက်ခဲ့တယ်လို့သိရပါဗျ။လက်နက်ကြီးကြီး၃လုံးဟာအောင်မြေချမ်းမြေကျောင်းဝင်းအတွင်းကိုကျရောက်ပောက်ကွဲပြီးတော့ ိုရင်သုံးပါပြန်လောင်တော်မူကခုနှစ်ပါးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတိုက်ပွဲဖြစ်တာကဒကနန်းရွာမှာဖြစ်တာပါအဲ့ဒါကိုကန်းညနာမှာတက်ဆွဲထားတဲ့အထိုင်းစခန်းနဲ့ထောက်ဖို့တက်ကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ကူတာလူနေရက်ွက်တွေနဲ့မျိုးဘော်ကိုကြော်ပြီးတော့ပြစ်ရတာအဲ့ဒီမှာလက်နက်ကြီး၃လုံးကမျိုးဘော်ကိုပြန်ကြတယ်လက်နက်ကြီး၃လုံးကထူထောင်ရေးရက်ွက်ရွှေဘုံသာဖျားနာမှာကြတယ်အဲ့ဒါကမပောက်ခွဲဘူးနောက်ထပ်စစ်တပ်ရဲ့လက်နက်ကြီးကြီး၃လုံးက DWS ကျောင်းရှိဆယ်မြောင်းဝင်းထဲကိုကြတယ် အဲ့ဒါနဲ့မပေါက်ကွဲဘူးနောက်ဆုံးအလုံးကသမိုင်းဝင်အောင်မြေချမ်းမြေကြောင်းဝင်အတွင်းမှာကြားရောက်ပေါက်ကွဲပါတယ်ကိုရင်တာမဏိငယ်၃ပါးပြန်လုံတော်မူသွားတယ်ခုနှစ်ပါးဒဏ်ရာရတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်ဗျံလန်တော်မူခဲ့ရတဲ့ကိုရင်ငယ်၃ပါးဟာတတ်တော်၁၄နှစ်အရွယ်များဖြစ်တဲ့ရှင်ညာနိကရှင်ဥဒမရှင်ဝိမလတို့ဖြစ်ပြီးတော့ဒီကနေ့အော်တိုဘာလ၃ရက်နေ့မွန်လွယ်၂နာရီမှာအိုးရှိကန်တုတ်တံမို့ပို့ဆောင်ပြီးတော့ကြုံမှာဖြစ်တယ်လို့သိရပါဗါတယ်ကိုရင်ငယ်ရဲ့ဇာပနကိုဒီနေ့လုံမှာပါ ရွှေဘောကပြည်သူတွေလည်းစိတ်မကောင်းကြဘူးစာတင်သားကိုရင်ငယ်တွေပါလို့အောင်မြေချမ်းမြေအကြောင်းရဲ့အလူဒါရကတအုပ်ကပြန်လဲပြောပြထားပါတယ်ဒီကနေ့မှာစစ်တပ်ရဲ့လက်အောက်ခံဝါရဖြန့်သတင်းစာတွေထဲမှာတော့ PDF ကပြစ်ခတ်တဲ့အတော့ကိုရင်ငယ်များပြန်လည်တော်မူတယ်ဆိုပြီးလိမ့်လဲသတင်းထုတ်ပြန်ဝါရဖြန့်ထားပါတယ်ဒါပေမဲ့ရွှေဘောတမျိုးလုံးမှရှိတဲ့ပြည်သူတွေကတော့စစ်တပ်ကပြစ်ခတ်လိုက်လို့ကိုရင်နေပြန်လည်တော်မူသွားတာကိုသိရှိကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကြောင်မဲကိုပြန်လည်ထိန်းချုပ်သွားတဲ့စစ်ကောင်စီကနမ်မတူနဲ့မန်တုံကိုဘုံကျဲပြီးတဲ့နောက်အော်တိုဘားလ၂ရက်နေ့မနေ့ကညနေပိုင်းမှာတီဘောမြို့ကိုထပ်မံပြီးတော့ဘုံကျဲလို့အရဲသားတွေထိခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နမ်မတူနဲ့မန်တုံကိုမနေ့ကမနက်9နာရီခန့်မှာဘုံကျဲခဲ့တာဖြစ်ပြီးတော့တီဘောမြို့ကိုတော့ည10နာရီ15မိနစ်ခန့်မှာကျဲခဲ့တယ်လို့သိရပါတယ်။ကြောင်မဲပြီးရင်တီဘောကိုပြတ်မှတ်ထားမယ်လို့ကျွန်တော်တို့နားလည်ထားပါတယ်။ညကလည်းမျိုးနာကိုပဲကျဲသွားတာလူထိခိုက်တယ်လို့တော့သိရတယ်။ အဆက်အသွယ်တွေပြတ်နေတော့ဘာမှမေးလို့မရသေးဘူးလို့ဒီဘောမျိုးကနေစစ်ဆောင်လာတဲ့ဒုတို့ကပြန်လည်ပြပြထားပါဗျ။နံပါတ်2နဲ့မန်တုံကိုပေါင်900ဘုံးနဲ့ကျဲတာမှာအရသား၄ဦးတေဆုံးခဲ့ပြီးတော့ကလင်းငယ်တအုပ်အပါအဝင်9ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါဗျ။စစ်ကောင်စီဟာတောင်ပြည်တပ်မဟာနဲ့နယ်မြေဒီဘောမျိုးနယ်မှာမနေ့ကညပိုင်း၁၀ :15 မိနစ်ခန့်ကလေးချောင်းကနေပြီးတော့ပေါင်900ဘုံးနှလုံးထမှန်လာရောက်ကျဲချတိုက်ခတ်မှုကြောင့်အဆောက်အဦတစ်ခုပျက်စီးသွားခဲ့ကြောင်း TNL ကထုတ်ပြန်ထားပါဗျ။ စစ်ကောင်စီတပ်ကလေကြောင်းကနေပြီးတော့တီဘောမြို့နယ်စံဖိတ်ကျေးရွာကုမုဒရာဟိုတယ်မှာပြည်သူလူထုရှိရာကိုရည်ရွယ်ချက်ရှိရှိနဲ့ဗုံးများလာရောက်ကျဲချတိုက်ခိုက်ခဲ့တာလို့ DNL ကပြောပါတယ်စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုကြောင့်ကုမုဒရာဟိုတယ်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့အသိပေးထားပါတယ်စစ်ကောင်စီဟာကြောင်မဲမြို့ထဲကိုဝင်ပြီးတော့တိုက်ခိုက်ခဲ့တယ်အော်တိုဘားလာတရက်နေ့ကလည်းကြောင်မဲမြို့ကိုဘုံကျဲခဲ့ပါသေးတယ်ကြောင်မဲမြို့ကိုပြောင်းဝင်ခဲ့ပြီးတဲ့နောက် DNL ထိန်းချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းကနေပြင်းပြင်းထန်ထန်တိုက်ခိုက်လာနိုင်တယ်လို့ဒေါ်လိုင်းအင်အားစုတွေကသတိပေးထားပါတယ် စစ်ကောင်စီဟာဒေါ်လိုင်းအင်အားစုတွေထိမ့်ချုပ်ထားတဲ့မြို့တွေကိုပြန်လည်ထိမ့်ချုပ်နိုင်ဖို့အတွက်အရဲသားပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့လေကြောင်းလက်နက်ကြီးနဲ့ drone တွေကိုအသုံးပြုပြီးစစ်ရာဇဝဲမှုတွေကိုကျူးလွန်နေတယ်လို့ DNL ကမနေ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအများဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ